ဒါကတော့ဂျိုသားဖြစ်သွားကြတဲ့သူတွေပဲဖြစ်ပါတယ်ပထမဆုံးတယောက်ကတော့ပြည်သိနိုင်ငံကအန်တိုနီလော်ဖရက်ဒိုပါသူ့ကိုအနှံ့ရောင်ဂျိုသားလို့လည်းလူသိများပါတယ်2014ခုနှစ်ကတည်းကသူ့ကိုသူဂျိုသားတူလို့ဖြစ်အောင်လို့ပြောင်းလဲဖို့စတင်ခဲ့တဲ့သူပါသူရဲ့ရှင်မှန်ချက်ကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတရားရဂိုင်းလုံးဂျိုသားပုံစံဖြစ်အောင်လို့ပြုလုပ်ဖို့ဖြစ်ပြီးတော့အခုဆိုရင်တော့65ရာဂိုင်းလုံးပြီးစီးနေပြီလို့လည်းဆိုပါတယ်သူလုပ်ခဲ့တဲ့ခန္ဓာကိုယ်ပြောင်းလဲမှုတွေကတော့ရှာကိုနှစ်ချမ်းခွဲခြင်း မျက်နှာနဲ့မျက်လုံးတွေကိုလည်းဆေးမညောင်တွေထိုးခြင်းနှာခေါင်းနဲ့ရွက်နဲ့အပေါ်နှာခမ်းကိုလည်းခွဲစိတ်ဖြတ်ထုတ်ခြင်းနဲ့လက်ချောင်းနှချောင်းကိုလည်းဖယ်ရှားပြီးတော့ဂျိုသားလက်တဲတွေနဲ့တူအောင်လုလုပ်ခဲ့ပါသည်။သူကခေါင်းနဲ့လက်မောင်းတွေမှာလည်းအရေပြားအောက်ဆီလီကွန်ထည့်သွင်းခြင်းခွဲစိတ်မှုတွေအများအပြားကိုလည်းလုပ်ထားပါသည်။ခြေချောင်းတချောင်းကိုလည်းဖြတ်ပြီးတော့ဆေးရုပ်ချစ်တူးတက်မယ်လို့လည်းပြောထားပေမဲ့အခုချိန်ထိတော့မတက်ရသေးပါဘူး။သူရဲ့ပုံကကြောက်စရာကောင်းလွန်တာကြောင့်စားတော့ဆန်တတော်များများကဝင်ခွင့်ပိတ်ထားတာကိုခံရတဲ့သူပါ။ ဘရာဇီးနိုင်ငံကစီမင်းကြောင်ပညာရှင်မိုက်ကယ်ဖာရူပရာဒါကတော့လူသားထက်ကျော်လွန်တဲ့ပုံစံတစ်ခုရရှိဖို့အတွက်ခန္ဓာကိုယ်ပြောင်းလဲမှုတွေကို25နှစ်ကျော်ကြာပြုလုပ်ခဲ့တဲ့သူပါသူလိုချင်တာကတော့နှစ်ဖက်ရခန္ဓာကိုယ်ရဲ့ပြောင်းဒါပေမဲ့လည်းနှစ်ဆိုးနဲ့သာတူသွားလို့လူသားစိတ်တန်လို့သူ့ကိုခေါ်ဆိုကြပါတယ်သူ့ရဲ့ခန္ဓာကိုယ်80ရာခိုင်နှုန်းကျော်မှာစီမင်းကြောင်တွေထိုးထားပြီးတော့နှာခေါင်းနဲ့ရက်တွေကိုလည်းဖယ်ပြီးရှာကိုနှစ်ချမ်းခွဲထားတာနဲ့ဥကောက်မှာတန်ချောင်း33ခုထည့်ထားတာတွေကိုလည်း grenade ဆန်ရင်တင်ထားပါတယ် သူရဲ့ဇနီးကလည်းသူ့လိုပဲခန္ဓာကိုယ်ပြောင်းလဲမှုများစွာပြုလုပ်ထားတယ်လို့လည်းသိရပါတယ်နောက်ထပ်ထူးခြားတဲ့ပုံကတော့ Dangeragon ပဲဖြစ်ပါတယ်သူဟာလည်းသူ့ကိုယ်သူလူတဝက်တောသားတဝါတဝက်ဆိုပြီးတော့ခံယူထားတဲ့သူပါ1998ခုနှစ်မှာတော့ယောဂတကူကြောင့်အတက်နေရရှိခဲ့ပြီးသွားတဲ့နောက်မှာသူဟာလည်းတွားတော့တရွာတူလိုမျိုးခံစားလာရတယ်လို့ဆိုပါရင်ခွဲစိတ်မှုတွေအတွက်တိမ်ပေါင်း3000ကျော်တုံးဆွဲခဲ့ပြီးသွားတဲ့နောက်မှာနေရဖြစ်ခဲ့တာပါပြီးတော့ခန္ဓာကိုယ်အပြည့်အခြေကုန်ပုံစံစီမင်းညောင်ထိုးခြင်းနဲ့ရှာကိုနှစ်ခွခွဲခြင်းစတဲ့ပြောင်းလဲမှုတွေပြုလုပ်ခဲ့တာပါ ဲ့ဒါပြင်ကိုမှခန္ဓာကိုယ်ပြောင်းလဲမှုမှာလည်းထင်ရှားတဲ့ပုံကိုယ်တူဖြစ်တဲ့ Eric Sprout လည်းရှိပါသေးတယ်။သူဟာလည်းခန္ဓာကိုယ်အနှက်အစင်းရောင်အခြေကုန်ပုံစံဆေးပညာရှင်ထိုးပို့25နှစ်နဲ့နိုင်ပေါင်း900ကျော်ကိုအချိန်ပေးခဲ့ရပါပြီ။1994ခုနှစ်ကစပြီးတော့ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပြီး1998ခုနှစ်မှာရှာကိုနှစ်ချမ်းခွဲတဲ့ဒုတိယမြောက်လူသားဖြစ်လာခဲ့ပါပြီ။နောက်ဆုံးတစ်ယောက်ကတော့အင်္ဂလန်နိုင်ငံက Terry Chess လို့ခေါ်တဲ့ချက်တူရဲ့လူသားပါ။ သူကတော့အသက်50ကျော်မှဒူဘိုင်နဲ့ချက်တူရင်း9កောင်းနဲ့ဒူဘိုင်လို့သူ့ကိုယ်သူပြောင်းလဲခဲ့ပါပြီ2014ခုနှစ်မှာသူ့ကိုယ်သူစတင်ပြောင်းလဲခဲ့ပြီးတော့မျက်နှာမှာစိမင်းညောင်တွေထိုးပြီးနှစ်ဘူးမှဥယျာဉ်တွေကိုထည့်ခဲ့ပါပြီအဲ့ဒါပြင်ကောင်မှာရှာကိုလည်းနှစ်ချမ်းခွဲပြီးတော့နရွက်ကိုလည်းဖယ်ရှားတာစတဲ့အကြီးစားခွဲစိတ်မှုတွေလုပ်ခဲ့ပါပြီအဲ့ဒါပြင်ကောင်မှာသူ့ရဲ့နာမည်ကိုလည်းချက်တူရဲ့တက်ကလိုပြောင်းလဲခဲ့တယ်လို့သိရပါပြီဒီလိုမျိုးခန္ဓာကိုယ်ပြောင်းလဲမှုတွေဟာအဆုံးရောက်တယ်လို့ထင်ရပေမဲ့ဒါတွေဟာလည်းလူတအူးချင်းစီရဲ့ကိုယ်ပိုင်တတောင်းတတားရှိမှုအမှုပညာဖန်တီးမှုဒါမှမဟုတ်ရင်လူမှုရေးစံနှုန်းတွေကနေကိုလွန်မြောက်လို့ရတဲ့စိတ်ဆန္ဒတွေကြောင့်ဖြစ်ပေါ်လာတာကိုလည်းတွေ့ရပါပြီ သူတို့ဟာလည်းသူတို့ရဲ့ထူကြတဲ့ပုံမှန်တံတန်တွေရဲ့ဘသူကမှမထိခိုက်စေဖဲနဲ့ပြည့်ရှင်စွာကိုနေထိုင်နေကြပါတယ်။ဒီလိုရဲ့ပေါ်ကားကနေတင်ငန်းစာယူရမှာကတော့လူတိုင်းမှာကိုယ်ပိုင်ထူးခြားမှုတွေရှိပြီးတော့အချင်းချင်းလေးစားမှုရှိဖို့ပဲဖြစ်ပါတယ်။ကေမေးစီတို့ကရောဒီလိုရဲ့ပေါ်မှာဘလို့ထင်မြင်ချက်ရှိကြတယ်လဲကွန်မန့်လေးမှာဆွေးနွေးပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။